ူပါမောင်လေးလူပါမောင်လေးဟေ့လူညာမဟုတ်လားဟုတ်တယ်လေလူငယ်ရမှာဗောဟုတ်တယ်လေအာတော့တော့ဖြစ်တဲ့ကောင်မလာစပစ်ချင်အောင်ပစ်ချင်အောင်ရှင်သမောင်တရိယာရဲ့ချိန်ကဖိုက်စားတဲ့ချိန်နဲ့ပတ်စံလို့တဲ့ချိန်မရှိရအိတ်တဲ့ချိန်ပူရောတရိယာဟာနာဘူးက LGBT LGBT item လေးအဲဒီလိုမျိုးစကားပြောတာလေးတွေရပဲရည်ရတယ်ဆိုတော့ဟာဘာမှပြိတ္တကိုအကျိုးရှိတဲ့ဟာသားဆိုရင်လည်း စစ်မှန်တဲ့ဟာတော့မပေးနိုင်ပဲနဲ့တော့ကျွန်တော်မရိုက်ဘူးပေါ့နော်ဒီကားဆိုရင်လည်းကျွန်တော်လက်ခံပြီးရိုက်ဖို့ဖြစ်တယ်ဆိုတာအဲဒီ LGBT item တွေနဲ့တချို့စစ်မှန်တဲ့ဟာတော့ရတာကိုပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပြီးတော့ကျွန်တော်အကောင်းဆုံးကြိုးစားထားတယ်ဟာမလို့ပဲရောက်နေရတယ်ဒုက္ခပါပဲကွာဟောမရောက်ရတယ် က်ကလက်ကလက်ကလက်တဲ့ဝင်ပြီးကောင်းမလေးတွေနေခါလေးတွေ့ပြီးမပွေးလေးကိုလေပရဒိဆန်ဆန်ချင်းပါတီလို့ငါတင်ရအောင်ရွေးတာငါရဲ့ဦးလေးကဝင်းနစ်ပွဲပါတီအကြီးလောက်ဖို့ရှိတယ်ဟာအဲဆုံးရပြီဟေးဒီဦးလေးခေါ်လာတဲ့လူတွေအကုန်လုံးကဂေးတွေကြီးပဲလားဟာလားယောက်ျားစစ်စစ်ဆိုလေတယောက်မှကိုအဝင်မခံတာသိလားသူကဘယ်ရထွက်နေမှမသိဘူးဖြတ်သားမှာငါ့ဘရန်တူတွေဝတ်တဲသူဟိုကောင်မတွေကြိုက်ရတယ်သူမအရင်သားဖြတ်ဟာ င်းနဲ့ဘေးကရတနာပေါ်နေကြလားလို့။ဘာဘင်းခရလဲ။ဟာတူတူတူလေ။ဟာတကားပါဒီကားလေးရတယ်။ကျွန်တော်ညီကိုလေးအကောင်းဆုံးကြိုးစားထားပါမယ်။ဟာတဖိတ်တဲ့ဟာတရတာများစွာခံစားမယ်။ကားလေးတကားဖိတ်လိမ့်မယ်လို့ဆိုချင်တာ။အမယာမများပါဘူးမှန်တယ်ကတော့ဒီကားကတော့ကျွန်တော်တို့ကြိုက်တော့ဒီနာမည်မဟုတ်ဘူးအခုမှနာမည်ပြောင်းလိုက်တယ်ဖြစ်ပါတယ်အဲကျွန်တော်တို့ကကျွန်းကျွန်းပေါ်ရောက်သွားတယ်ကျွန်တော်တို့အတက်ခံ မဲ့အခြေအနေမှာကျွန်တော်တို့ကဟန်ဆောင်ပြီးတော့အခြေအနေတခုမှာရပ်တည်လိုက်ရတယ်ပေါ့ဒီကြားထဲမှာကျွန်တော်တို့ဟာတာလေးဖြစ်သွားတယ်အဲ့တော့အဲဘယ်လိုဟန်ဆောင်နေရတဲ့အတွက်မာယာများသလိုဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မာယာကြားလို့အဲကားနာမည်ပေးလေလို့ခင်ပါတယ် fashion mind တွေကအဲ fashion mind တွေကိုအကောင်းဆုံးကျွန်တော်တို့အားထည့်ပြီးတော့ပြင်ဆင်ထားပါတယ်ဒီကားထဲမှာသူတို့ပေးတဲ့ production ဘက်က director တွေဘက်ကပေးတဲ့ reference လေးတွေကိုကျွန်တော်ကြည့်ပြီးတော့ ခေါင်းဆောင်ပြင်ဆင်ထားပါတယ်ဟုတ်အဲကွဲထောက်အောင်လုပ်တယ်ဆိုတာထက်အားလုံးကညီလက်ညီနဲ့အဲအကုန်လုံးကဟိုအတူတူဟိုစုံနေစင်းနေများတယ်ပေါ့နော်အဲ့တော့အားလုံးကညီလက်ညီနဲ့အကောင်းဆုံးဟာတာဖြစ်အောင်ကြိုးစားထားပါတယ်အဲပြီးတော့ဟိုစီနီယာတွေအဲဥခင်လိုက်တို့ကိုရောင်ကိုရောင်လေးတို့ဥခင်လိုက်တို့ဒီချားဟိုဟိုကိုညီနေနာတို့အများကြီးရှိပါတယ်သူတို့စီကလည်းပြန်ပြီးတော့တင်ရတာရှိပါတယ်ကိုကိုယ်တိုင်ကိုကျွမ်းကျင်တဲ့အရာတွေသူဟာတာတို့ပါလို့ဆိုဥခင်လိုက်တို့ပါလို့ဆိုရင်သူတို့စီကပြန်မေးရတာပေါ့နော်

ာတာကတော့ဟိုဟိုရုပ်ရှင်မှာတော့ဟာတာအရရတာများတယ်ပေါ့နော်ဟာတာ character လေးစူးစမ်းရတာများတယ်တခြားဟိုဇလန်းတွေတွေဗီဒီယိုတွေတော့မျိုးအဲ့ဆမာဘက်ကိုသွားတဲ့ character လေးတွေလည်းစူးစမ်းကြည့်ကြည့်တယ်ပေါ့နော်အဲရုပ်ရှင်မှာတော့ဟာတာရိုက်ထားတာများပါတွေးပါလေအဲနောက်ပိုင်းတော့တော်တော်များများရွေးပါလေဒီနောက်ပိုင်းဆိုရင်လေပလိန်ခံရတာတွေများတယ်ပြိတ္တတွေအထွန်းလွဲခံရတာတွေလည်းများတယ်ကျွန်တော်တို့ကတော့အကောင်းဆုံးစူးစမ်းကြတာပဲ အဖက်ဖက်ကိုကျွန်တော်တို့ကပို့ပြီးတော့ကြည်ပြတယ်ဒီလိုမျိုးအခုထားပါတော့အခုဒီကားဆိုရင် LGBT တိုင်းဝိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့တချို့ຢာလေးတွေပြောခံရတာမျိုးတွေရှိတယ်ကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့ကပို့တော့ကြည်သေးတယ်ပေါ့နော်ကျွန်တော်တို့အတိုင်းဝိုင်းကျွန်တော်တို့ပတ်ဝန်းကျင်မှာကျွန်တော်တို့လေးစားရတဲ့အားကျကျွန်တော်တို့ဆရာတွေအဲအကုန်လုံးကဒီ LGBT အတိုင်းဝိုင်းမှာအများကြီးရှိနေကြတာဆိုကျွန်တော်တို့ကပို့ပြီးတော့ကြည်ရတယ်ပို့ပြီးတော့တန်ဖိုးထားတယ်ပို့ပြီးတော့လေးစားရတယ်ပေါ့နော်အဲ့ဒီအတွက်ဒီဟိုဒီຢာတွေကိုမထိခိုက်အောင်ကျွန်တော်တို့ကအများကြီးပြင်ဆင်တယ်ပေါ့နော်ပြင်ဆင်ပြီးတော့အကောင်းဆုံးကြိုးစားရတယ် လာကြည့်ကြည့်ပါအဲကျွန်တော်တို့ကြိုးစားထားတာတွေကိုတွေ့ရပါလိမ့်မယ်အကောင်းဆုံးကြိုးစားထားပါတယ်အဖက်ဘက်ကနေပြီးတော့ကျွန်တော်တို့ဆင်ကျင်ထားပါတယ်အဖက်ဘက်ကိုလည်းကျွန်တော်တို့တန်ဖိုးထားထားပါတယ်ခုနကပြောသလိုကျွန်တော်တို့ကအဖက်ဘက်ကပို့ပြီးတော့တန်ဖိုးထားအစတွေကလူလူချင်းတန်ဖိုးထားတဲ့အောင်မိဘတိုင်ဝမ်ကတင်ထားတဲ့လူဖြစ်တဲ့အတွက်ဟော LGBT မှမဟုတ်ဘူးအကောင်လုံးကိုကျွန်တော်တို့ကတန်ဖိုးထားတယ်ဒီလိုမျိုးကားတွေရရတဲ့အချိန်မှာခုနကပြောသလိုအဖက်ဘက်ကနေဆင်ကျင်ပြီးတော့ပို့ပြီးတော့တန်ဖိုးထားတယ်အဲကြည်တယ်ပေါ့နော် ဖွင့်လဲဒီမြန်မာလေးကုနာမေးသလိုပြပေါ်ရရင်တော့ဒီ character တွေနဲ့ပတ်သက်ပြီးတော့ဟိုအရင်ခက်ပြီးတော့မရိုက်ချင်လို့ဒါအမှန်တိုင်းကိုစိတ်ခံစားချက်ကိုပြောပြတာမရိုက်ချင်တော့ဘူးဟာတာကားထက်ရိုက်ရမယ်ဆိုရင်လဲပြိတ္တအတွက်တကယ်စစ်မှန်တဲ့ဟာတာကိုပေးနိုင်တဲ့အဆင့်တန်းမြင့်တဲ့ quality ကောင်းတဲ့ဟိုတကယ်လိုက်လိုက်လဲလဲရည်ရမဲ့ကားမျိုးကိုပဲရိုက်ချင်တယ်ဒီလိုမျိုး LGBT character ကိုထပ်ပြီးတော့ကြိုးစားရမယ်ဆိုရင်လည်းဒီ LGBT အတိုင်းဝိုင်းပဲဖြစ်ဖြစ်ပြိတ္တတွေအတွက်ပဲဖြစ်ဖြစ် အဖက်ဖက်ကနေအကျိုးရှိတဲ့အရာမျိုးကျွန်တော်စူးစမ်းကြည့်ခြင်းနဲ့အဲဟို DLPD item တစ်ခုတည်းရပဲရရတယ်ဆိုတော့လက်မှတ်ချက်တစ်ခုတည်းနဲ့တော့ကျွန်တော်မစူးစမ်းခြင်းပါဘူးကျွန်တော်မလုပ်ခြင်းတော့ဘူးလုပ်လဲလုံးမပြဘူးဟောမဟုတ်ဘူးငါပြောလို့မဟုတ်မရိုက်ဘူးလို့ကျွန်တော်ပြောတာမဟုတ်ကျွန်တော်အကျိုးရှိမယ်ဆိုရင်တော့အဲဟာတာမြောက်မယ်ဆိုရင်တော့ໃຊမယ်ခုနကပြောသလိုမျိုးပေါ့ဒီ LGBT LGBT item လေးအဲဒီလိုမျိုးစကားပြောတာလေးတွေရပဲရရတယ်ဆိုတော့ ဟာဘာမှပြိပတ်ကိုရူးရှိတဲ့ဟာသားဆိုရင်လည်းစစ်မှန်တဲ့ဟာတော့မပေးနိုင်မယ်နဲ့တော့ကျွန်တော်မရိုက်ဘူးပေါ့နော်ဒီကားဆိုရင်လည်းကျွန်တော်လက်ခံပြီးရိုက်ဖို့ဖြစ်တယ်ဆိုတာအဲဒီ LGBT item တွေနဲ့တချို့စစ်မှန်တဲ့ဟာတာရတာကိုပေးနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပြီးတော့ကျွန်တော်အကောင်းဆုံးကြိုးစားထားတယ်